မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့ August 14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကိုဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးပြီးတော့စစ်ဘုံချုပ်တဲ့အချင်းချင်းအာဏာသိမ်းမှုဟာကောလာဟာလာတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကငင်းချက်ထုတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကိုတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီလာရောက်ဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်ဩဂတ်လ23ရက်နေ့ညပိုင်းမှာတပ်တွင်းအာဏာသိမ်းမှုဖြစ်ပေါ်တယ်ဆိုပြီးတော့လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပေါ်မှာနိုင်ငံရေးတည်ငြိမ်မှုကိုပြပြားစေဖို့အတွက်ရည်ရွယ်ချက်နဲ့မဟုတ်မမှန်ထုတ်လွှင့်မှုသာဖြစ်ပြီးတော့မင်းအောင်လှိုင်နဲ့တာဝန်ရှိသူတွေဟာနိုင်ငံတာဝန်တွေကိုတိ က်ညီလက်ညီကျင်းဝန်စွာထမ်းဆောင်နေတယ်လို့စစ်ကောင်စီကပြောဆိုလိုက်ပါတယ်တပ်တွဲအာဏာသိမ်းမှုသတင်းတွေလူမှုကွန်ရက်ပေါ်မှာစတင်ပြန့်နှံ့ခဲ့တဲ့အချိန်မှာစစ်ကောင်စီဘက်ကချက်ချင်းမတုံ့ပြန်ခဲ့ပဲတရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးနဲ့စစ်ကောင်ဆောင်တို့တွေ့ဆုံမဲ့ဒီကနေ့ကြမှာသာထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်တရုတ်အစိုးရကတော့မြန်မာနိုင်ငံခရီးစဉ်မှာဘက်အသီးသီးကဥပဒေပေါင်းအတွင်းနိုင်ငံရေးဆွေးနွေးမှုနဲ့သဘောထားကွဲလွဲမှုတွေကိုကောင်းမွန်စွာဖြေရှင်းဖို့အပြုသဘောဆောင်တဲ့အခွင့်အရေးတွေကိုပေးအပ်သွားမယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ရွှေဘုံမြို့ကအောင်ချမ်းသာရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို၄ချိန်ကြားဖြတ်တိုက်ခတ်ရောအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့မနက်ပိုင်းကရွှေဘုံမြို့ကနေအင်အား30ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာရှားတော်ကြီးရွာဘေးအတိုင်းအောင်ချမ်းသာကြီးရွာဘက်ကိုထွက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုဆက်လက်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားများကိုမနက်2နာရီခန့်အချိန်မှာတရက်ချန်တဲ့အယောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရောအပြန်အလှန်ပြစ်ခတ်မှု ိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မနက်9:00နာရီမိနစ်30အချိန်မှာအောင်ချမ်းသာကျေးပါအနီးဆန်ဆန်ဟောင်းမှာနေရာယူတဲ့အချိန်45မိနစ်ခန့်ကြာအောင် ထိတွေ့တိုက်ပွဲတစ်ချိန် ညနေ4:25မိနစ်ခန့်မှာတနအီကက်ကြောင်ထိတွေ့တိုက်ပွဲတစ်ကြိမ်နဲ့ညနေ6:00ခန့်မှာတနအီကက်ကြာတဲ့ထိတွေ့တိုက်ပွဲတစ်ကြိမ်စုစုပေါင်း၄ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အထိနာတဲ့အကြပ်ဖက်စစ်သားများဟာရွှေဘုံမြို့ထဲကိုပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲက၄ကြိမ်ဖြစ်တာမနက်2:00နာရီခွဲမနက်9:00နာရီခွဲညနေ4:00နာရီညနေ6:00နာရီစုစုပေါင်း၄ကြိမ်စစ်ကြောင်းကတစ်ကြောင်းလေးပဲအင်အားက30ကျော်တယ်လက်နက်တွေတော့မရခဲ့ဘူး။အလောင်းက3လောင်းရရမှာတစ်လောင်းကအရာရှိလားမသိဘူး။စစ်ခွေးနှကောင်ကတော့ဇွတ်လာဆွဲယူသွားလို့2လောင်းပဲရခဲ့တယ်။ကျန်တဲ့4လောင်းကိုတော့ရွှေဘုံမ ုတ်ပေါက်မှာမိသကြိုသွားတယ်အခုအင်အား30ကျော်ထဲမှာအခုမှတင်တန်းဆင်းလာတဲ့သူတွေလည်းရောပြီးပါလာတယ်တင်တန်းဆင်းလာပြီးတော့တင်တန်းမှာမှတ်ထားတဲ့မှတ်စုစာအုပ်တွေလည်းရထားတယ်လို့ရွှေဘိုခရိုင်အမှတ်15တိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲ၄ကြိမ်အတွင်းမှာအကြမ်းဖက်စစ်သား6ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားရာနေရာမှာစစ်သားအလောင်း2လောင်းကျန်ခဲ့ပြီးတော့ဆွဲယူရရှိသွားတဲ့စစ်သားအလောင်း4လောင်းကို ရွှေဘုံမုတ်ပေါဝမှာမိရှုတကြိုခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရတဲ့စစ်သား9ဦးဟာရွှေဘုံမြို့နယ်ဆေးရုံကိုတင်ပို့ကူတာထားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေဘုံခရိုင်အမှတ်15တပ်ရင်း Eagle Guerrilla Force ဘိုးကောက်ရိုးအဖွဲ့ရွှေဘုံခရိုင်အမှတ်15တပ်ရင်းတပ်ခွဲနဲ့ Fighter for Freedom နဂါမဲတော်ကြီးကခေါတောင်းရဆောင်နဲ့တာနော့ရက်ခအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါဗျ။ရွှေဘုံခရိုင်အမှတ်15တပ်ရင်းအနေနဲ့ရှမ်းပန်းဆက်ဆင်ရေးမှတိုက်ပွဲဝင်လျက်ရှိပြီးတော့နောက်ချန်တပ်ရင်းမှရှိတဲ့ရဲဘော်များ များကလည်းမနာမနေစ조사ကတိုက်ပွဲတွေဖော်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လမောင်နယ်တောမော်စစ်ကောင်စီစခန်းနှစ်ခုကို KI ဥဆောင်တဲ့တော်လဲတပ်များကဒပြိုင်နက်ထဲတိုက်ခတ်နေပြီးတော့စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ14ရက်နေ့မနက်2နာရီခွဲအချိန်ကစတင်ပြီးတော့တောမော်နယ်လမောင်ကုန်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကို KI နဲ့ PDF ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မနက်7နာရီအချိန်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လမောင်တပ်စခန်းအနီးကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အခု KI နဲ့ PDF က်တပ်တွေကတိုက်နေတဲ့စစ်ကောင်စီတပ်စခန်းနှစ်ခုဟာလမောင်စခန်းကုန်းကဖားကန့်ဂုံးအမြင့်ဇုံးပေါ်မှာရှိတယ်။စစ်ရေးအရရေးပါတယ်။ဘူဟာအတွက်ရေးကြီးတယ်။အဲ့ဒီမှာစစ်ခွေးအင်အား90လောက်ရှိတယ်။အဲ့ဒီဂုံးကိုတိမ့်နိုင်ရင်ဖားကန့်မှာအမြင့်ဆုံးစခန်းတစ်ခုကိုစစ်ကောင်စီကလက်လွတ်လိုက်ရမယ်။ တိုက်ပွဲကတော့အခုပြင်းထန်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာတိုက်ပွဲဖြစ်ပွားနေတဲ့လမောင်စခန်းနဲ့တောမော်စခန်းအနီးဝန်းကျင်မှာရှိတဲ့ခြေရွာတွေကပြည်သူများဟာထွက်ပြေးနေရတယ်လို့သိရပါတယ်ဖားကန့်မြို့နယ်မှာ KIA ကနေမြေစိုးမိုးမှုအများဆုံးပိုင်ဆိုင်ထားပြီးတော့စစ်တပ်ဘက်ကကန်စီအောင်ပါလီစိုင်းတောင်ဖားကန့်ဗျူဟာဂုံးလိုမျိုးစစ်တပ်စခန်းတချို့သာကျန်ရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလဲမြို့နယ်ပေါ့မရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းအဖွဲ့များကဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်သား၃ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၁၃ရက်နေ့မနက်ပိုင်းမှာအင်အား60ဝန်းကျင်နဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းအဖွဲ့များကစူပေါင်းပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတိုက်ဆုံစည်းရင်ကိုတော့အတီးပြုတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။တိုက်ခတ်မှုပြီးတဲ့နောက်မှာအကြမ်းဖက်စစ်သားများဟာလေးစင်းရဲစခန်းကိုပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင် င်စီရဲ့ရန်တန်းပြစ်ခတ်မှုတွေကြောင့်ပြည်သူနှအူးထိပါတယ်စစ်ခွေးတွေကတော့လက်နက်ကြီးတွေနဲ့ရန်ပြစ်လို့ပါအသက်အန္တရာယ်မစိုးရင်ရပါဘူးလို့မင်းဘူးခရိုင်အမှတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုမင်းဘူးခရိုင်အမှတ်တဲတိုင်ရင်မင်းဘူးခရိုင်အမှတ်၅တိုင်ရင်မိုးချိုးပြောက်ကြားတိုင်ရင်တရတဲ့ဒေါင်းစစ်အောင် LPDF စလင်းပါကဖတ်တို့ကပူးပေါင်းပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးရဲဘော်များထိခိုက်မှုမရှိကြောင်းသိရပါတယ်အလားတူပဲဩဂတ်လ17ရက်နေ့သခိုင်းတိုင်းဒီပဲရင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိကိုင်များရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုမှာဒီပဲရင်မြို့နယ်ပကဖတိုက်နယ်ငါတိုက်နယ်ချောင်းတိုက်နယ်ကိုးနဲ့ရေဦးမြို့နယ်ပကဖတောင်ပိုင်းငါးမြင်းဆောင်မဟူရကျွဲရရေဦးမြို့နယ်ပကဖဝင်းပလေအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမြေအများစုကိုထိမ့်ချုပ်သိမ်းပိုက်ထားတဲ့ ကိုကံ MNDA အနေနဲ့နိုင်ငံသစ်ထူထောင်ရမှရှိပဲလူမျိုးကြီးဝါဒကိုစန့်ကျင်ပြီးတော့ Federal Democracy စနစ်နဲ့ကိုပိုင်အုပ်ချုပ်ရေးစနစ်ကို MNDA ကလိုလားကြောင်းစစ်တုံ့ပန်းများကိုရှင်းပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်စုမပြိုကွဲရေးနဲ့နိုင်ငံသစ်ထူထောင်ရေးကိုမလိုလားပါ။တိုင်းရင်းသားအလုံးစစ်မှန်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ Democratic Federal ပြည်ထောင်စုထူထောင်ရမှာကျွန်တော်တို့တွေတက်ကြွစွာပါဝင်ပါမယ်။ကျွန်တော်တို့ရဲ့အမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအလုံးဟာဗမာလူမျိုးကြီးဝါဒကိုစန့်ကျင်တယ်။ တော်လှန်ရေးအောင်မြင်ပြီးတဲ့နောက်ကျွန်တော်တို့ရဲ့ဟန်လူမျိုးကြီးဝါဒကိုဘယ်တော့အခါမှကျင့်သုံးမှာမဟုတ်ပါဘူး MNDA တပ်ဖွဲ့ဟာတိုင်းရင်းသားလူမျိုးအလုံးရဲ့အစင်တက်မခွဲကြဘဲနဲ့ဒန်းတူညီမျှရေးထောက်ခံအားပေးပြီးတော့တိုင်းရင်းသားအလုံးရဲ့နိုင်ငံရေးဆန္ဒနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုအပြည့်အဝလေးစားပါတယ်လို့ MNDA ကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားပါတယ် MNDA အနေနဲ့လူမျိုးကြီးဝါဒကိုပြက်ပြက်သားသားဆန့်ကျင်ပြီးတော့လူမျိုးစုအလုံးဒန်းတူညီတူညီတူညီမျှလွတ်လပ်ဒီမိုကရက်တစ်ယဉ်ကျေးပြီးတရားဝါပြောတဲ့ဖက်ဒရယ်နိုင်ငံကိုတည်ဆောက်ရန် ်တွန်းအားပေးသူများဖြစ်တယ်လို့သိရပါတယ်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်ပြီးတော့တပ်မတော်ကိုနိုင်ငံတော်အစိုးရကကိုယ်ကဲအုပ်ချုပ်စေရမည်ဖြစ်ကြောင်းပြောကြားထားပါတယ်တိုင်းရင်းသားများတည်ရှိရာပြည်နယ်များဘုမဟုတ်အထူးအုပ်ချုပ်ရေးဒေသများမှာလွတ်လပ်သောအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဗန္ဓာရေးစနစ်များရှိပြီးတော့ဥပဒေပြုရေးအာဏာကိုလွတ်လပ်စွာကျင့်သုံးရန်ထောက်ခံအားပေးကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်လက်တလောလားရှုံမျိုးသိမ်းတိုက်ပွဲမှာထောင်ထဲချီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ် MNDA ကစစ်တုံးမှန်းများအတွက်ဦးစားပေးပြီးတော့ကောင်းမွန်စွာဆက်ဆံရေးဝါဒနဲ့စစ်တု ုံမန်းများရဲ့အသက်ဘေးအန္တရာယ်ကင်းရေးနဲ့အခြေခံအသက်မွေးဝမ်းကြောင်းအာမခံချက်ဒဏ်ရာရစစ်တုံမန်းများအားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုသပေးမှုများကိုပေးအပ်ကာစစ်တုံမန်းများရဲ့အယူဝါဒဆိုင်ရာပညာရေးလမ်းညွှန်မှုနဲ့အသွင်ပြောင်းရေးတို့ကိုလှုံ့ဆော်ပေးထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်မှာလူငယ်များကိုစစ်သားတဲ့အဖြစ်နဲ့စူးစောင်းနေတဲ့ဗော်ဒီဂုံကြေးရွာအုပ်ချုပ်ရဲမှုမဝင်းပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့ညနေ3:30မိနစ်အချိန်ဘကိုးတိုင်းပြည်ခရိုင်ပောက်ခေါင်းမြို့နယ်ဗော်ဒီဂုံအုပ်စုဗော်ဒီဂုံရွာနေအုပ်ချုပ်ရဲမှုမဝင်းကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363 PPDF တရင်တပ်ခွဲ9ကနေအိမ်ကိုတွားရောက်ပြီးတော့တနက်နဲ့နှစ်ချက်ပြစ်ခတ်ရာနှစ်ဖူးနဲ့ရင်ဘတ်တို့မှာထိမှန်ပြီးတော့ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့အုပ်ချုပ်ရဲမှု မှုမောင်ဝဲဟာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့ဗောဓိကုံအုပ်စုအတွင်းမှာစစ်မှုထမ်းရန်အတွက်စစ်သားတွေအတင်းအဓမ္မလိုက်လံစုဆောင်ပေးခြင်းစစ်မှုထမ်းများအတွက်ဆိုပြီးတော့ပြည်သူများထံကနေပြီးတော့ငွေကြတထောင်ကျပ်ကနေပြီးတော့၅တောင်းကျပ်အထိကောက်ခံခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျာ အုပ်ချုပ်ရေးမှူးမောင်ဝင်းကို2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့အုပ်ချုပ်ရေးမှူးဆက်လက်ပြီးတော့မလုတ်ကန်ရန်သတိပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့သတိပေးထားတဲ့ကြားထဲကနေပြီးတော့နောက်မဆုတ်ပဲကြေးရွာအုပ်စုအတွင်းမှာပြည်သူများအပေါ်ကိုပုံမဆိုးဝါးစွာအာဏာပြလာတဲ့အတွက်အရေးယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ9ရက်နေ့မွန်လွယ်3:30မိနစ်အချိန်မှာမန္တလေးတိုင်းညောင်ဦးမြို့နယ်ကလတ်တဲကြေးရွာနေကြေးရွာအုပ်ချုပ်ရေးမှူးလှမြင့်ဦးကိုတော်လိုင်းတပ်များကတွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်မန္တလေးတိုင်းကြောက်ဆယ်မြို့နယ်မှာလည်းဩဂတ်လ9ရက်နေ့မနက်9နာရီခွဲအချိန်မှာကြောက်ဆယ်မြို့နယ်တန်ချက်ကုန်းကျေးရွာနေဆယ်အိမ်မှုဥဖားဟာကျေးရွာအပြင်ဘက်မှာရှိတဲ့လေတော်ကိုနွားเจ้าရန်ထွက်ခွာလာတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တောင်းဒေတာနမ်ဆန်မြို့နယ်မှာစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတက်ခတ်ပြီးတဲ့နောက်နမ်ဆန်ဒေတာကန်အများစုဟာနေအိမ်နဲ့ဈေးဆိုင်တွေကိုပိတ်ပြီးတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့လို့အမျိုးသားတအုပ်တည်ဆုံးခဲ့တာကြောင့်နမ်ဆန်ဒေတာကန်တွေကစိုးရိမ်ပြီးတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတာဖြစ်တယ်လို့နမ်ဆန်ဒေတာကန်အမျိုးသမီးတအုပ်ကပြောကြားထားပါရယ်။မနေ့ကလေရင်နဲ့ဘုံကျဲတာသူများတွေကကြောက်လို့အကုန်လုံးရှောင်ကုန်ကြပြီ အိမ်ဆောင်တိုင်တယောက်ပဲကြံတော့တယ်မြို့ထဲမှာရှင်းအောင်မှညညဆိုရင်နေရာပြောင်းပြီးတော့အိမ်နေကြရတယ်လို့ပြောဆိုထားပါတယ်နမ်ဆန်မျိုးဘော်ကဒေတာကန်တွေထောက်ဝက်ကြော်ကဘေးလိုရာကိုရှောင်တိန်နေပြီးတော့ဈေးဆိုင်တွေလည်းပိတ်ထားရတယ်လို့ပြောဆိုခဲ့ပါတယ်ဩဂတ်စ12ရက်နေ့ည7:00နာရီဝန်းကျင်မှာစစ်ကောင်စီကဂျက်ဖိုက်တာလေယာဉ်နဲ့ EPC ရုံးကိုဘုံလာကျဲလို့ဒေသခံအမျိုးသားတအုပ်တည်ဆုံပြီးတအုပ်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲပြီးခဲ့တဲ့ဩဂတ်စ်လ9ရက်နေ့နဲ့9ရက်နေ့ကလည်းကွတ်ခိုင်မျိုးရဲကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့အတွက်အရသာပြည်သူ6ဦးတည်ဆုံခဲ့တယ်လို့12ဦးတန်ရာရရှိခဲ့ပြီးတော့မြို့မဈေးကဈေးဆိုင်ခန်းပေါင်း400ကျော်ဟာလည်းမိလောင်ပြသခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ